အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်တော်တို့ပြည်သုံးလုံးပါတီလို့လူသိများတယ်ပြည်သူ့ရှေ့ဆောင်ပါတီရဲ့အဲကျွန်တော်တို့2025ခုနှစ်ပါတီစုံထွေထွေဒီမိုကရေစီရွေးကောက်ပွဲအတွက်ထုတ်ဝေထားတဲ့ရွေးကောက်ပွဲကြေညာစာတမ်းဖြစ်ပါတယ်ရှင်အဲ့ဒါကတော့ကျွန်တော်တို့ပါတီကလွှတ်တော်ရဲရောက်ခဲ့ရင်ပဲဖြစ်ဖြစ်အစိုးရဖွဲ့ရဲရောက်ခဲ့ရင်ပဲဖြစ်ဖြစ်ပေါ့နော်အဲကျွန်တော်တို့ပါတီအနေနဲ့ဆောင်ရွက်ခြင်းနဲ့မူဝါဒတွေကိုပြည်သူလူထုကိုဂရီကိုအနေနဲ့ပေးထားတာဖြစ်ပါတယ်ရှင် ပြည်သူပေးတဲ့ဂရီကုတ်ဖြစ်ပါတယ်။နော်ကျမတို့ရဲ့ရွေးကောက်ပွဲဆောင်ဖို့ကတော့လူတုဘဝအဓိကငင်းချမ်းလုံခြုံစွာကြီးပွားကြဖြစ်ပါတယ်ရှင်။ဟိုအင်္ဂလိပ်လိုပြောရင်လည်းပြီးသုံးလုံးပါပဲ။ People, Peace and Prosperity ဖြစ်ပါတယ်ရှင်။ People ကတော့လူတုဘဝအဓိကဖြစ်ပါတယ်။ Peace ကတော့ငင်းချမ်းခြင်းလုံခြုံခြင်းဖြစ်ပါတယ်။ And Prosperity ကတော့ကျမတို့ကျွယ်ဝချမ်းသာခြင်းဖြစ်ပါတယ်ရှင်။နော်ကြီးပွားချမ်းသာခြင်းဖြစ်ပါတယ်။နော်အဲ့ဒါကြောင့်မလို့ကျမတို့ရဲ့ ရွေးကောက်ပွဲဆောင်ဖို့ကတော့လူတို့ဘဝအထက်ငိမ့်ချမ်းလုံခြုံစွာကြီးပွားကြဖြစ်ပါတယ်ရှင်။เนาะကျမအဲ့ဒီအဲမှာပေါ့เนาะဒီအဲကျမတို့ရွေးကောက်ပွဲချိန်ညစာတမ်းထဲမှာကျမတို့လုပ်ချင်တဲ့ကျမတို့ရဲ့မူဝါဒတွေနဲ့မူဝါဒတွေအကောင့်ထက်ပုံမဲ့လုပ်ငန်းစဉ်တွေကိုကျမတို့ရက်တရစီမံကိန်းတစ်နှစ်စီမံကိန်း၅နှစ်စီမံကိန်းဆိုပြီးကျမခွဲခြားပြီးရေးထားတာဖြစ်ပါတယ်။ဒါအဲ့ထက်မှာမှကျမဒီနေ့တော့ရက်တရစီမံချက်များပေါ့เนาะအဲ့ဒါလေးကိုရှင်းလင်းတင်ပြချင်တာဖြစ်ပါတယ်ရှင်။ ကျွန်တော်တို့ရက်တရားစီမံချက်ကိုဒီလိုပန်ဖလက်လေးနဲ့လည်းအဲကျွန်တော်တို့လက်ကမ်းစာဆောင်လေးနဲ့လည်းအဲလက်ကမ်းစာဆောင်လေးနဲ့လည်းကျွန်တော်တို့ဖြန့်ဝေတာဖြစ်ပါလေရှင်အဲနံပါတ်၁ချက်ကတော့လူငယ်များအတွက်ရက်တရားပေါ့နော်ရက်တရားတွင်လူငယ်တွေအတွက်ဘာလို့ပေးခြင်းလဲဆိုလို့ရှိရင်နိုင်ငံသားကောင်းရတနာလူငယ်များဤလက်တွေ့ဘဝနှင့်အနာဂတ်တေချာကောင်းမွန်ရေးအတွက်ဦးစားပေးစီမံချက်များအကောင့်ထက်ဖော်ပါဖော်မည်လို့ကျွန်တော်တို့ရေးထားပါတယ်ရှင့် ်အထက်ကတော့အော်ကျမတို့လူငယ်တွေဆိုတာတိုင်းပြည်ရဲ့အနာဂတ်တွေဖြစ်ပါတယ်အဲဒီနေ့ဒီနေ့လူငယ်တွေပေါ့နော်ရဲ့အရေးသွေးကိုကြည့်ခြင်းအဖြစ်နောက်အနှစ်20မှာကျမတို့မြန်မာနိုင်ငံကြီးဘလို့အခြေအနေရှိနေမှာလဲဆိုတော့ကျမတို့ခန့်မှန်းလို့ရပါတယ်ရှင်အဲ့ဒါကြောင့်မလို့နိုင်ငံသားကောင်းရတနာလူငယ်တွေကိုရဲ့လက်တွေ့ဘဝရောအနာဂတ်ကောတေချာကောင်းမွန်စေရေးအတွက်ကိုဦးစားပေးပြီးတော့မှကျမတို့လူငယ်များအတွက်ရက်တရာစီမံကိန်းဆိုပြီးတော့မှဆောင်ရွက်နေတာဖြစ်ပါတယ်အဲဒါဂရီကိုပြုတ်ထားတာဖြစ်ပါတယ်ရှင် အဲ့ဒီထဲမှာကျွန်မဆောင်ရွက်ပေးလို့တဲ့စီမံချက်ပေါ့နော်စီမံချက်ကတော့၅မျိုးရှိပါတယ်နံပါတ်၁ကတော့အလုတ်ကင်ရရှိရေးအလုတ်ကင်ရှာဖွေရေးကျွန်မကူညီပေးချင်တာဖြစ်ပါတယ်ရှင်လူငယ်များလက်လန်းမီမီအလုတ်ရှာဖွေရေးဝန်ဆောင်မှုများပေါ့နော်အွန်လိုင်းပလက်ဖောင်းများကျမတို့အွန်လိုင်းကနေလွတ်လွတ်ကူကူအလုတ်ရှာလို့ရအောင်ပေါ့နော်ပြီးလို့ရှိရင်အလုတ်ကင်ပြပွဲတွေပါရှင့်ဒီအလုတ်ကင်ပြပွဲတွေမှာအလုတ်အလုတ်ခန့်ထားခြင်းနဲ့ လုပ်ငန်းတွေရတည်နေပြီးတော့မှအလောက်ကင်ပြပွဲလုပ်ပြီးတော့မှလူငယ်တွေအလုပ်လိုချင်တဲ့လူငယ်တွေကနေဒီပြပွဲကိုလာလာပြီးတော့မှရှောက်လွာတင်ထားတာမျိုးပေါ့နော်အတင်ထားပြီးအင်တာဗျူးတွေဖြေးပေါ့နော်တဖြည်းဖြည်းပေါ့နောက် follow up လုပ်တာပေါ့ရှင်နောက်တော့အလုပ်ရှင်အလုပ်သမားချိတ်ဆက်မှုများကိုလည်းကျွန်တော်တို့ကမ္မကထပြုတ်ပေးချင်ပါတယ်ရှင်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်အဲဒီအလုပ်ရှင်တွေကလည်းဒီအလုပ်တင်လက္ခဏာတို့လုပ်အားပေးလက္ခဏာတို့ပေါ့နော်ကြောင်းနေနေတဲ့တက်ကတူចောင်းသားပဲဖြစ်ဖြစ်အဲဘွဲရပြီးတဲ့ အဲလူလူဘွဲရလူငယ်ပဲဖြစ်ဖြစ်ပေါ့เนาะအလုတ်တင်လက်ခံတာမျိုးအဲ့ဒါပြီးတော့မှအလုတ်မှာတင်ချိုင်းနေတဲ့တနစ်နှစ်နေတဲ့အချိန်မှာအာတကယ့်ကိုဟိုတကယ့်ဟိုပတ်ကားအလုတ်ပေါ့เนาะတကယ့်ဟိုဒီအမြဲတမ်းအလုတ်ကိုခတ်နိုင်အောင်ပေါ့เนาะဒါမျိုးလေးတွေလည်းကျွန်တော်တို့ချိတ်ဆက်ပေးရှင်ပါတယ်အဲ့ဒါတော့နံပါတ်1ပါရှင်နံပါတ်2ကတော့ဈေးကွက်ဝယ်လို့အားလက်တွေလုပ်ငန်းခွင်နဲ့အောင်ဝင်ခွင့်ချဖြစ်မိပညာရက်များ ဈေးကွက်ဝယ်လို့အားဆိုတာအဓိကတော့လုပ်ငန်းခွင်မှာလိုအပ်နေတဲ့ကျွမ်းကျင်မှုတွေပြောတာဖြစ်ပါတယ်ရှင်။အဈေးကွက်ကလုပ်ငန်းခွင်တွေကဘယ်လိုမျိုးကျွမ်းကျင်မှုကိုလိုအပ်နေတာလဲ။အဲပေါ့နော်ဒီဈေးကွက်ဝယ်လို့အားရဲ့နောက်လက်တွေ့လုပ်ငန်းခွင်နဲ့အံဝင်ခွင်ကြဖြစ်မဲ့ပညာရပ်တွေပေါ့နော်ဒါတွေကိုကျမတို့ဟိုတင် जा ပေးခြင်းပါတယ်လုပ်ငန်းစွမ်းဆောင်ရည်နဲ့ကျွမ်းကျင်မှုတွေကိုကြောင်းတင်ကာလအတွင်းမှာတင်ယူနိုင်အောင်ပေါ့နော်အစဉ်နှင့်ဖြစ်စေဒါပေါ့နော်အဲ့ဒါလေးကျမတို့ဆောင်ရွက်ပေးခြင်းတာဖြစ်ပါတယ်ရှင့်အဲ့ဒါကတော့ကျမတို့ internship program တို့ apprenticeship program တို့ internship ဆိုတာအလုပ်သင်ဖြစ်ပါတယ် apprenticeship ကတော့တကယ့်ကိုလက်တွေ့လုပ်ရတဲ့အလုပ်သင်ပေါ့နော်ဖြစ်ပါတယ်ရှင့်အဲဒါလေးတွေကျမတို့လုပ်ချင်တယ်ဒီကျောင်းရယ်လုပ်ငန်းခွင်နေရယ်နော်လူငယ်တွေရယ်ကျောင်းသားလူငယ်တွေရယ်ကျမတို့ချိတ်ဆက်ပေးတာပေါ့နော်ဒါလေးလုပ်ချင်ပါတယ်အဲ့လိုမျိုးနဲ့ပေါ့နော်နော်ကျွမ်းကျင်မှုသင်တန်းတွေလည်းအများကြီးကျမတို့ဟိုဒီအားပေးချင်ပါတယ်ရှင့်နောက်တစ်ခုကတော့လူငယ်များဤဗလ၅ဌာန်ဖွင့်မျိုးရေးပေါ့နော်ဗလ၅ဌာန်ကတော့ကျမတို့ ဘုရားရှင်ဟောထားခဲ့တဲ့ဗလ၅ဒံပေါ့ရှင်ကာယဗလညာဏဗလစာရိတဗလမိတ္တဗလနဲ့ဘောဂဗလပေါ့နော်ကာယဗလဆိုတာကိုယ်ခန္ဓာအကိုကိုခန္ဓာကြံ့ခိုင်တန်ဆွမ်းရမယ်ကျမ်းမာမယ်ညာဏဗလဆိုတာတော့ဒါဟိုညာဟိုအုံနောက်ကောင်းရမယ်ညာကောင်းရမယ်တွေးခေါ်နိုင်ရမယ်ပညာတွေတက်ရမယ်ပညာတွေစီးပူးနိုင်ရမယ်ကျွမ်းကျင်မှုတွေကိုဆောင်ရွက်နိုင်ရမယ်ပေါ့နော်ဇာရိတဗလကတော့ကျမတို့ဇာရိတကောင်းမွန်ခြင်းမှာရှင့် အဲမိမိကိုလည်းထိမ့်သိမ်းစောင့်ရှောက်မယ်မိမိရဲ့လုပ်ငန်းမိမိမိသားစုမိမိပတ်ဝန်းကျင်ကိုလည်းအဲထိမ့်သိမ်းစောင့်ရှောက်တဲ့ဇာတိတမျိုးပေါ့နော်ပြီးလို့ရှိရင်မိတ္တဗလာကတော့ကျွန်တော်တို့အခုခေတ်မှာတော့အာတော်တော်လေးအဲမိတ္တဗလာလောက်ရတာလွယ်တာဘာရှိလဲဆိုရင်ပေါင်းတင်ဆက်ဆံရေးပေါ့နော်ဒါလူမှုဆက်ဆံရေးပေါင်းတင်ဆက်ဆံရေးအာနောက်ဟို အဲ့ဝပြူငါတာရင်ကျိတ်တိမ်မွေတာเนาะစသဖြင့်ပေါ့เนาะအဲဆိုလို့ရှိရင်တငယ်ချင်းကောင်းပီတာတာမိတ်ဆွေကောင်းပီတာတာပေါ့เนาะအဲ့လိုမျိုးလေးတွေအဲဒါပေမဲ့မိတ်တာဗလာနဲ့ပြောလို့ရှိရင်ကျွန်တော်တို့ဆိုရှယ်မီဒီယာတွေလည်းရှိပြီးတော့မှာတခါလေကြားလို့ရှိရင်ကျွန်မအပြင်မှာတွေ့ရင်အမနဲ့ကျွန်မနဲ့ Facebook friend လေ Facebook မှာ friend ဆိုပြီးတော့မှာအဲတခါလေကြားရင် Facebook မှာတိနေတဲ့သူကဟိုမိတ်ဆွေလိုဖြစ်နေတာပေါ့เนาะအဲဒါမျိုးတွေလည်းရှိပါတယ်ရှင်နောက်ဘောကဗလာဆိုတာကတော့အဲကျွန်တော်တို့ ကိုယ့်ဟာကိုပညာနဲ့တိဆောက်တာပေါ့နော်စေတနာပညာနဲ့ကိုယ့်ဟာကိုတိဆောက်ပြီးတော့မှကြွယ်ဝချမ်းသာအောင်ပေါ့နော်ဟိုကြွယ်ဝချမ်းသာအောင်ဆောင်ရွက်နိုင်တာဘောဂဗလဖြစ်ပါတယ်အဲ့ဒီလူငယ်တွေရဲ့ဗလငါးဒံဖွင့်မျိုးရေးကိုကျမတို့ဦးစားပေးတဲ့အဲဦးစားပေးနေပေါ့နော်စံပြလူငယ်လူရေချွန်းနော်ပရဟိတလှုပ်အားပေးအစီအစဉ်နေပရဟိတလူငယ်အစီအစဉ်နေပေါ့နော်ဒါတွေကိုကျမတို့တိုးချဲ့ပြီးတော့မှအကောင့်ထက်ဖော်ခြင်းပါတယ်ရှင်ဒီအားကစားအမှုပညာအပြင်ကိုအဲဒီလူရေချွန်းပရဟိတ လူငယ်စံပြလူငယ်ပေါ့နော်စသဖြင့်အခုလည်းနိုင်ငံတော်ကနေပြီးတော့မှရေချောင်းလူငယ်လေချောင်းလူငယ်တွေဖွင့်နေတာကောင်းပါတယ်။တော့လူငယ်တွေဆိုတာတကယ်တမ်းပြောမယ်ဆိုရင်လှုပ်ရှားတွေအများကြီးရှိပါတယ်။တော့ကျောင်းစာအပြင်ကိုပေါ့နော်လှုပ်ရှားတွေအများကြီးရှိတယ်။အဲ့ဒါတွေကိုကျမတို့ကလူငယ်တွေကိုလမ်းမှန်ပေါ့တင်ပေးတာပေါ့ရှင်။တကယ်လူငယ်တွေအလုတ်အားသွားလို့ရှင်တခါလေဟိုတွေးတီတွေးနဲ့အဲနောက်လမ်းမကိုခေါ်ဆောင်သွားတဲ့နောက်ကိုလိုက်ပါသွားတတ်တာရှိတဲ့ခါကျတော့လူငယ်တွေကိုကျမတို့ဗလငါးတန်ဖွင့်ပြဖို့လူရေချွန်စံပြလူငယ်ပရဟိတလူငယ် အဲစသဖြင့်ပေါ့နော်ဒါလေးတွေဆောင်ရွက်ချင်တာဖြစ်ပါတယ်ရှင့်။နောက်ကျမတို့ငယ်ငယ်တုန်းကလည်းအဲ့လိုပဲလမ်းစဉ်လူငယ်ရှေ့ဆောင်လူငယ်တိစလူငယ်ဆိုပြီးတော့မှလူငယ်တွေရဲ့အစီအစဉ်တွေရှိပါတယ်။နောက်လူငယ်တွေစုပေါင်းပြီးတော့အလုပ်လုပ်တတ်ဖို့ပေါ့နော်။ပြီးလို့ရှင့်အားကစားအမှုပညာပေါ့နော်။အမှုပညာဆိုလို့ရှင့်လည်းဒါတီဝိုင်းတီးတယ်ဆိုရင်တူးကောင်းတယောက်ကောင်းနဲ့မရဘူးအကုန်လုံးဟောပေါ့နော်တီးမွားရတာပေါ့နော်ဒီအဖွဲအစည်းနဲ့ဆောင်ရွက်တတ်တဲ့အချက်လေးတွေကျမတို့ဒါလူငယ်တွေကိုပြည့်စုံပြောင်းထောင်ပေးခြင်းပါတယ်နောက်နံပါတ်၄ကတော့ AI နည်းပညာပေါ့ရှင့် AI နည်းပညာတွေတက်အောင်ပေါ့နော်ဆို AI ကတော့အဲတုံးတိုင်ရင်တအားကောင်းပါတယ်ရှင့်တကယ်လို့ AI ကိုတအားအားကိုးသွားလို့ရှင့်လဲကိုယ့်ဟာကိုယ်လေ့လာမှုနည်းသွားပြီးတော့မှအာဒီ AI ကပြောသမျှပဲဆိုရင်လဲအဲဒါလည်းမဟုတ်သေးဘူးပေါ့နော်ဆိုလို့ရှိရင်ဒါစဉ်းစားစဉ်းကျင်ညာရှိပြီး AI ကိုထိထိရောက်ရောက်နဲ့မှန်မှန်ကန်ကန်အသုံးပြုနိုင်တဲ့လူငယ်တွေဖြစ်အောင်ပြီးလို့ရှိရင်ကျမတို့ industry industry 5.0ပေါ့နော်ဆိုလို့ရှိရင်စက်မှုအဆင့်၅တက်သမ၃ညပေါ့ရှင့် အဲကိုလူငယ်များအမိလိုက်နိုင်မဲ့ဒီသိပ္ပံနည်းပညာအင်ဂျင်နီယာသင်ချာကွန်ပျူတာဒေတာစွန့်ဦးတီထွင်စီးပွားရေးပညာရပ်တွေကျမတို့သင်ကြားပေးချင်တာဖြစ်ပါတယ်ရှင်။နော်ကျမတို့ကအဲသိပ္ပံနည်းပညာလဲသိပ္ပံနဲ့နည်းပညာလဲကျွမ်းကျင်ကြရမယ်။အင်ဂျင်နီယာပညာရပ်တွေသင်ချာပညာရပ်တွေနော်ကွန်ပျူတာနဲ့ဒေတာပညာရပ်တွေနော်စွန့်ဦးတီထွင်စီးပွားရေးပညာရပ်တွေလဲအသင်ချာပြီးတော့မှဒါလူငယ်တွေကကိုတက်တဲ့တက်ပညာအသိပညာတွေနဲ့ အဲကျမတို့အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့လူငယ်တွေပေါ့နော်ခင်းနဲ့ရင်မောင်တန်းပြီးတော့မှနိုင်ငံတကာမှာရှိတဲ့လူငယ်တွေနဲ့ရင်မောင်တန်းတန်းနိုင်တဲ့လူငယ်တွေဖြစ်အောင်ကျမတို့ပြုစုပြောင်းထောင်ပေးချင်တာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကတော့အမျိုးသားအားကစားအဆင့်ကိုအမြန်ဆုံးမြင့်တင်ပေးမိအကယ်ဒမီများကိုဆိုလို့ရှိရင်ဘောလုံးအကယ်ဒမီလိုမျိုးပေါ့နော်ဘောလုံးအကယ်ဒမီပတ်ကျော်ချင်းအကယ်ဒမီစသဖြင့်ပေါ့အဲဒီဒီအမျိုးသားအားကစားအဆင့်ကိုအမြန်ဆုံးမြင့်တင်ပေးမဲ့အကယ်ဒမီဆိုတာတင်နန်းကျောင်းနေပေါ့ရှင်။ ်ဒါလေ့ကျင့်ရေးအကြောင်းတွေကိုပုတ်ကလိကအစိုးရပူပေါင်း sorry ပါပုတ်ကလိကအစိုးရပူပေါင်းထူထောင် ပြီးတော့မှအားကစားထူးချွန်လူငယ်များကိုနိုင်ငံတကာအဆင့်မီလေ့ကျင့်ပြောထောင်ပေးချင်ပါတယ်ဒီအားကစားမှမဟုတ်ပါဘူးရှင်အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမြန်မာအတမှာရောပေါ့နော်ဒါတချင်းဆိုတချင်းဆိုပြိုင်ပွဲလို့ပါလို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့နိုင်ငံတော်ကနေကြီးမှုချင်းပါတဲ့ဆိုကရေးတီပေါ့ရှင်ဒီဆိုကရေးတီကတော့ဒါမြန်မာ အမြန်မာဟိုဒလိထုံတန်းစင်လာအမှုပညာပေါ့နော်ဒီဆိုကရည်တီးဖြစ်ပါတယ်အပြီးလို့ရှိရင်လည်းဒီခုခေတ်ပေါ်တေဂီတတွေအတွက်လည်းအကျွန်တော်တို့ပြိုင်ပွဲတွေရှိတယ်ဆိုရင်နော်စန်ဒီယာတီးပြိုင်ပွဲနော်တယောလာစန်ဒီယာလာဂီတာလာဒရမ်လာစသဖြင့်ပေါ့နော်အဲဒီလိုပြိုင်ပွဲတွေပြီးလို့ရှိရင်ဒီ TY Inline ပြိုင်ပွဲတွေအဲဒါတွေလှုပ်ခြင်းအားဖြင့်လည်းကျွန်တော်တို့လူငယ်တွေကိုလမ်းမှန်ပေါ်တင်ပေးပြီးတော့မှလူငယ်တွေကပျော်ရွှင်ချမ်းမာတဲ့အဲပျော်ရွှင်ချမ်းမာတဲ့ လူငယ်တွေပေါ့နော်ပညာတတ်တဲ့လူငယ်တွေနိုင်ငံချစ်တဲ့လူငယ်တွေကိုကျမတို့ပြုစုပြောထောင်ချင်တာဖြစ်ပါရှင်အဲ့ဒါကတော့ကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီအဲဒါမှမဟုတ် ပြည်သုံးလုံးပါတီရဲ့ရက်တရားစီမံချက်ထဲကလူငယ်များအတွက်ရက်တရားစီမံချက်ကိုရှင်းလင်းတင်ပြခဲ့တာဖြစ်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်